နိုင်ငံတော်ဝန်ထမ်းကြမယ်ဂန္ဓာများ Welcome to my party we're just getting started a life is a dream or a nightmare starring မင်္ဂလာပါဗျကိုခင်းစတာဖုတ်ဘောရှိုးကနေကြိုးတူပါရကျွန်တော်ကိုခက်မှာဒီတစ်ပတ်မှာရှင်မြိုင်ကစားမယ်နိုင်ငံတကာပွဲစဉ်တွေအတွက်နိုင်ငံတော်ဝန်ထမ်းဆောင်ကြမယ်အာစနယ်ကစားသမားတွေနဲ့ပတ်သက်ပြီးတုံးသက်ဆွေးနွေးမှုအနေနဲ့လုပ်သွားကြပါတယ်ဆိုတော့နိုင်ငံတကာပွဲစဉ်တွေဆိုတာကပရိသတ်တွေအတွက်မရှိမကောင်းရှိမကောင်းဆိုသလိုကစားသမားတွေအတွက်မရှိမကောင်းရှိမကောင်းပဲနိုင်ငံတကာပွဲစဉ်တွေလုံးဝ မရှိဘူးဆိုရင်လည်းဒါအတိတ်ပဲတော့မရှိဘူးလေနော်ကစားသမားတွေတက်ဆိုင်ရကလပ်တွေမှာကစားတာငွေကြေးရကစားတာပါတယ်လို့စီးပွားရေးရကစားတာလည်းပါတယ်ဒါပေမဲ့ကိုကိုစားပြုတ်ထားတဲ့နိုင်ငံအတွက်ဘောလုံးအစ်စ်တန်းအရနိုင်သည်မြင့်သည်အောင်မြင်သည်ရှုံးနိုင်သည်ဒါတို့လည်းပြသမယ်အခြေအနေမျိုးတွေရှိပါတယ်အဲ့တို့ကြောင့်ဒီနိုင်ငံတကာပွဲစဉ်တွေဆိုတာလုံးဝမရှိလို့လည်းမရအောင်ပေါ့နော်ဒါကလက်ခံရမယ့် site ကိုကျွန်တော်ရှင်းပြတာဒါပေမဲ့ပရိသတ်ဘက်ကကြည့်ရင်တော့ကျွန်တော်ဆိုမကြိုက်ဘူး national team ပွဲတွေမှာဆိုရင်ဒါ FIFA Club World Cup တို့တက်ဆိုင်ရာ data တွင်အာကျွန်တော်တို့ tournament တွေတို့အဲ့လောက်ပဲအခြေခံပွဲတွေခြေစပွဲတွေမကြည့်ချင်ဘူးဗျ။တွေ့မယ်လဲကျွန်တော်တို့ကြည့်ချင်တာမကြည့်ချင်တာကျွန်တော်တို့အပိုင်းတို့တက်ဆိုင်ရာဘောလုံးဖွဲ့ချုပ်တွေကငကိုတဲ့က club တင်းနေနဲ့နော်ဒါမှမဟုတ်လဲ UEFA တို့ဘောင်းနဲ့အကုန်လုံးဆွေးနွေးညှိနှိုင်းပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီဘောလုံးခြေစပွဲတွေဆိုတာကတော့ရှိမှာပဲ။ဒါတော့ကျွန်တော်တို့လက်ခံရလိမ့်မယ်။ဟုတ်ပြီအဲ့တော့ကို club တင်းကကစားသမားတယောက်နိုင်ငံလက်ရွေးစဉ်အသင်းကိုရွေးချယ်ခံခဲ့ရရင်လည်း ဂုံယူစရာကောင်းတဲ့အပိုင်းရှိတယ်လို့တခါလေကြရတယ်စွန့်ရင်စရာကောင်းတဲ့အပိုင်းရှိတယ်ဂုံစရာကောင်းတဲ့အပိုင်းကထားပါတော့ငါတို့အာစနယ်အသင်းကနိုင်ငံလေရွေးစဉ်ကစားသမားဘယ်နှယောက်ရွေးချယ်ခံခဲ့ရတယ်နိုင်ငံလေရွေးစဉ်ကစားသမားဖြစ်ဖို့ဆိုတာလည်းမလွယ်ဘူးလေဒါနိုင်ငံတနိုင်ငံမှာဘောလုံးသမားကောင်းတွေအများကြီးပဲအဲ့ဒီမှာလက်ရွေးစဉ်ဖြစ်တာဒါမှမဟုတ်တစ်ဖက်ကကြည့်ရင်လည်းဒဏ်ရာပြဿနာရသွားရင်ဘယ်လိုလုပ်မလဲနိုင်ငံလေရွေးစဉ်မှာတွားပြီးစော့တဲ့ကစားသမားတွေများတဲ့အတွက်ကြောင့်ဒဏ်ရာရတဲ့သူတွေကလည်းများပြားလာနိုင်တယ်ဆိုတဲ့အချက်တွေလည်းထက်တော့ရလိမ့်မယ်အဲ့အတွက်ကြောင့် ကောင်းခြင်းဆိုးခြင်းတွေတွန်တွဲနေပါတယ်ဆိုတော့ဒီတစ်ပတ်မှာရှင်ပြိုင်ကစားမဲ့နိုင်ငံတကာပွဲစဉ်တွေအတွက်အာစနယ်အသင်းကကစားသမားစုစုပေါင်း16ယောက်တိတိဇေလွတ်ခဲ့ရတယ်ဒါတောင်မှဗီဒီယိုဂီယက်စ်ကဒဏ်ရာပြဿနာရှိနေတဲ့အတွက်ဆူဒင်လက်ရွေးစင်အသင်းကိုဇေမလွတ်ခဲ့ရတာဗီဒီယိုဂီယက်စ်ကဒဏ်ရာပြဿနာမရှိရင်ဆူဒင်လက်ရွေးစင်အသင်းကယောဂီယက်စ်ကိုရွေးချယ်သွားအောင်မှာဆိုတော့အဲ့ဒီ16ယောက်ကဘယ်သူတွေတော့ကျွန်တော်အခုပဲကြည့်လိုက်အောင်ခင်ဗျပထမဆုံးတရားကတော့ Declan Rice ဖြစ်ပါတယ် Rice ကတော့ Arsenal ရဲ့ကွင်းလယ်မှာ Jude Bellingham နဲ့အတွဲဖက်ညီညီကစားလေးရှိတယ်လို့လက်ရှိအချိန်လဲကမ္ဘာအကောင်ဆုံးကွင်းလယ်လူတွေတက်ကတယောက်ဖြစ်တဲ့ကမ္ဘာအဆင့်ကွင်းလယ်ကစားသမားတယောက်ဖြစ်တဲ့အတွက် Thomas Tuchel ကတော့သိကြတယ်ဒက်ကလန်ရိုက်စ်ကိုလုံးဝအင်္ဂလန်လက်ရွေးစင်အသင်းမှာအမြဲတမ်းလို့ခေါ်မှာပဲဗျာ 2026ကမ္ဘာဗလားအတွက်လည်း Declan Rice ကတေချာပေါ့ရွေးချယ်ခံရမယ်အင်္ဂလိပ်ကွင်းလဲလူဖြစ်ပါတယ်ဒါမှမဟုတ်လည်းဒဟန်ပြဿနာမရဘူးလို့လူတာပေါ့ဒဟန်ပြဿနာရသွားရင်တော့ဒီကစားသမားတွေရွေးချယ်ဖို့ဆိုတာသိပြီးအဆင်မပြေပါဘူးအဲ့တော့ Rice ဒီအင်္ဂလန်လပြည့်စင်အသင်းရဲ့ကွင်းလဲမှာအခု National Team နဲ့အတူပေါ့နော်ဒါပွဲနှစ်ပွဲကစားရမှာဖြစ်ပါတယ်ကဲနောက်တစ်တယောက်ကတော့ Leandro Trotter ဖြစ်ပါတယ် မာတင်နယ်လီဒဲကပြဿနာရနေတဲ့အချိန်မှာလီယန်ဒရိုထရော့သက်ကလည်းတူနီတူဟန်နဲ့အကောင်းဆုံး left wing တနေရာအတွက်ဖြည့်ရှင်းပေးနိုင်ခဲ့ပါတယ်။အဲ့တော့လီယန်ဒရိုထရော့သက်ဒီအသက်ရွယ်တစ်ခုရောက်နေပြီဆိုပေမဲ့လည်းလက်ရွေးစင်အသင်းကပြစ်ပယ်ထားလို့မရတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။အဲ့တော့ကြောင့် Belgium အသင်းကတော့လီယန်ဒရိုထရော့သက်ကိုရွေးချယ်သွားပါတယ်။နောက်တစ်ယောက်ကအင်ကပြဲပါ။ပီရိုအင်ဂပြဲအနေနဲ့အာစနယ်အသင်းမှာပေါ်တော့ခွင့်များများဆာမရဘူးဆိုတော့ညာလေအီကွေဒေါ်အသင်းကသူတို့အသင်းရဲ့အကြီးအကဲသမားကိုမရွေးချယ်ဘဲနဲ့တော့မရဘူး ်အင်ကပီယရိုလိုကစားသမားမျိုးသည်အာစတန်အသင်းမှာပေါ်တော့ခွေအများကြီးများသည့်တိုင်အောင်အခြေသွမ်းအရင်မပြနိုင်သည့်တိုင်အောင်ပြဿနာမရှိဘူးနိုင်ငံလက်ရွေးစဉ်အသင်းဟာတေချာပေါက်ရွေးချယ်မဲ့ကစားသမားမျိုးတွေဖြစ်ပါတယ်နောက်တစ်ယောက်ကတော့ငွေဦးသီးလေးလိုခေါ်တဲ့ဘူကာယိုစကပါဒိုင်ယာပြဿနာရပြီးနောက်ပိုင်းမှာအာစတန်အသင်းတို့ကတောက်လျှောက်ပွဲကစားပေးခဲ့ရတယ်။ဒီအားဒီမှာ goal contribution တွေနည်းသွားလို့ပရိသတ်က ဟိုတချို့ပြိတ်သက်ပေါ့နော်အကုန်လုံးတော့မဟုတ်ဘူးတချို့ပြိတ်သက်ကအားမလို့အားမရဖြစ်တာရှိပေမဲ့ခြေသွမ်းပိုင်းကလုံးဝမကျသွားတဲ့ player တယောက်ဖြစ်ပါတယ် goal contribution နည်းတယ်ဆိုတာကလည်း तू တခြားအပိုင်းတွေမှာ effort ထုတ်ပေးလိုက်တဲ့အတွက်ကြောင့်နည်းသွားတာလည်းဖြစ်နိုင်တယ်အဲ့တော့ goal contribution တစ်ခုတည်းကိုပဲသွားကြည့်လို့မရဘူးဗျာဒါကကိန်းနဲ့အချက်လက်တက်တက်တစ်ခုဖြစ်တယ်သူ့ရဲ့ ် defensive action ကောင်းမှုမှုတွေလည်းကျွန်တော်ကြည့်ရမယ်အခုနောက်ပိုင်းအာတေတာကခန်စစ်ဆွမ်းဆောင်ရည်ကိုအားပြုလာတဲ့အတွက်ကြောင့်ဘူကာယိုဆာကအနေနဲ့ side midfielder ပုံစံကစားပေးရတဲ့ပွဲမျိုးတွေကလည်းများလာတယ်ပေါ့ Thomas Tuchel ကဒါကိုအကောင်းဆုံးရိတ်စားမိတဲ့အတွက်ကြောင့်ဘူကာယိုဆာကကိုအင်္ဂလန်လူရေးစင်အသင်းမှာမရှိမဖြစ်ကစားသမားတစ်ယောက်အဖြစ်ဆက်လက်ရွေးချယ်သွားတာပါနောက်တစ်ယောက်ကတော့ Spain တိုက်စစ်မူကြီးလို့ပြောရမလားဒါမို့ကိုယ်လေကစားသမားလို့ပြောရမလား Mikel Merino ဖြစ်ပါတယ်စပိန်မှာလည်းပြဿနာအဲ့ဒါလို့ဗျတိုက်စစ်မှုကောင်းနေတောက်လျှောက် ပေါ်ထွက်ခဲ့ပါလျက်နဲ့အခုချိန်မှာတကယ့်အထောင်တိုက်စစ်မှုကောင်တယောက်စပိန်မှာမရှိတော့ဘူး။အိုယာဇာဘဲ Ferran Torres, Mikel Merino စတဲ့တိုက်စစ်မှုစစ်စစ်မဟုတ်တော့ကစားသမားတွေကိုတုံးနေရတယ်။ကျွန်တော်ဟိုးအရင်တော့ဆိုရင် Raul Gonzalez, Morientes ဒါကျွန်တော်စမိတဲ့စပိန်တိုက်စစ်မှုတွေပါ။အဲ့နောက်ပိုင်းမှာဆိုရင် Fernando Torres တို့ David Villa တို့ စရိတ်ကစားသမားကောင်းမြောင်များစွာရှိခဲ့တယ်အဲ့နောက်ပိုင်းကျွန်တော်မှတ်မိသေးတယ်ဒေးဗစ်ဂွီဇာတို့ဘာလို့ရှိတယ်အေဗာရိုမိုရာတာအခုနောက်ဆုံးပေါ့နော်သို့မဲ့အခုစပိန်လူရေးစဉ်အသင်းအရောလို့တိုက်စစ်မှု မပါဘဲနဲ့ကစားတဲ့ပုံစံမျိုးတွေဒါများလည်းရှိတယ်ဒါပေမဲ့စပိန်ဟာစပိန်မှာပဲတိုက်စစ်မှုမပါဘဲနဲ့ဆက်ဖရဘရီဂက်စ်ကို first time ပုံစံကစားပြီးတော့အီတလီအသင်းကိုအနိုင်ယူခဲ့တဲ့ယူရို final တပွဲရှိခဲ့ဖူးပါတယ်အဲ့တော့ကြောင့်စပိန်ရောတိုက်စစ်မှုမပါလို့ဆိုပြီးအထင်သေးလို့မရဘူး ဒါစပိန်နဲ့ဆက်ဆက်ပြီးစကားကြုံလို့ကျွန်တော်ဆွေးနေတာပါဆိုတော့မီကယ်မီရီနိုတယောက်အနေနဲ့လည်းအာစနယ်အသင်းမှာဒါအထောက်တိုက်စစ်မှုတနေရာကစားရရုံသာမကဘဲနဲ့စပိန်လေရွေးစဉ်ရောက်တဲ့အခါကျရင်လည်းကွေးလယ်မှာထဲအဲ့ဒီတိုက်စစ်တနေရာကိုပဲတာဝန်ယူရဖို့များပါတယ်နောက်တစ်ယောက်ကတော့ခရစ်ရှန်နော့ဂတ်ဖြစ်ပါတယ်နော့ဂတ်ကတော့ Brentford မှာတိတ်ပြီးကျွန်တော်ကတော့မမြင်ရဘူးပြမပေါ်လွင်ဘူးပေါ့နော် Brentford ပွဲစဉ်တွေကိုကိုတိုင်လည်း live မကြည့်တာပါလိမ့်မယ်။ဒါပေမဲ့ Arsenal မှာနှစ်ဘူးတွေဒူးတွေသူကစားတဲ့ပွဲတွေတော်တော်များကြည့်တဲ့အချိန်မှာတော့မဆိုးဘူး။ Zubimendi လောက်တော့ Ball on IQ ကောင်းခြင်းမှာကောင်းလိမ့်မယ်။ Retain လုပ်နိုင်ခြင်းမှာလုပ်နိုင်လိမ့်မယ်။ပွဲရဲ့ tempo ထိနိုင်ခြင်းမှာထိနိုင်လိမ့်မယ်။တွေ့မယ် Scandinavian ကစားသမားတွေရဲ့ထုံးစံတိုင်းပဲမဟုတ်ဘူး။ Arsenal ကလည်းပွဲစဉ်တွေကိုကိုတိုင်လည်း live မကြည့်တာပါလိမ့်မယ်။ဒါပေမဲ့ Arsenal မှာနှစ်ဘူးတွေဒူးတွေသူကစားတဲ့ပွဲတွေတော်တော်များကြည့်တဲ့အချိန်မှာတော့မဆိုးဘူး။ Zubimendi လောက်တော့ Ball on IQ ကောင်းခြင်းမှာကောင်းလိမ့်မယ်။ Retain လုပ်နိုင်ခြင်းမှာလုပ်နိုင်လိမ့်မယ်။ပွဲရဲ့ tempo ထိနိုင်ခြင်းမှာထိနိုင်လိမ့်မယ်။တွေ့မယ် Scandinavian ကစားသမားတွေရဲ့ထုံးစံတိုင်းပဲမဟုတ်ဘူး။ Arsenal ကလည်းပွဲစဉ်တွေကိုကိုတိုင်လည်း live မကြည့်တာပါလိမ့်မယ်။ဒါပေမဲ့ Arsenal မှာနှစ်ဘူးတွေဒူးတွေသူကစားတဲ့ပွဲတွေတော်တော်များကြည့်တဲ့အချိန်မှာတော့မဆိုးဘူး။ Arsenal မှာနှစ်ဘူးတွေဒူးတွေသူကစားတဲ့ပွဲတွေတော်တော်များကြည့်တဲ့အချိန်မှာတော့မဆိုးဘူး။ Arsenal မှာနှစ်ဘူးတွေဒူးတွေသူကစားတဲ့ပွဲတွေတော်တော်များကြည့်တဲ့အချိန်မှာတော့မဆိုးဘူး။ Arsenal မှာနှစ်ဘူးတွေဒူးတွေသူကစားတဲ့ပွဲတွေတော်တော်များကြည့်တဲ့အချိန်မှာတော့မဆိုးဘူး။ Arsenal မှာနှစ်ဘူးတွေဒူးတွေသူကစားတဲ့ပွဲတွေတော်တော်များကြည့်တဲ့အချိန်မှာတော့မဆိုးဘူး။ Arsenal မှာနှစ်ဘူးတွေဒူးတွေသူကစားတဲ့ပ နောက်တစ်ယောက်ကတော့ဝီလျံဆလီဘာပါတိတ်ထူးတလဲပြောနေစရာမလိုဘူးပြင်သစ်လက်ရွေးစဉ်အသင်းရဲ့အကောင်းဆုံး defender တွေကတယောက်ဖြစ်တဲ့အတွက်ကြောင့်ရွေးမှာပဲနောက်တစ်ယောက်ကတော့မော်ဆီယာလီမာတင်ဇူဘီမန်ဒီဖြစ်ပါတယ်ဇူဘီမန်ဒီဒီစပိန်ရဲ့ခွင်းလက်အထိုင်နေရာမှာ generation alike ပေါ်ထွက်ခဲ့တဲ့အတိုင်းပဲဇူဘီမန်ဒီခစ်တခစ်လို့ပြောလို့ရတယ်ဇူဘီမန်ဒီခစ်ကိုရောက်နေပါပြီအဲ့တော့ deep line midfield တနေရာမှာစပိန်တွေက တကယ်ဒိတ်ဒိတ်ကျဲကစားသမားတွေကြီးပဲတောက်လျှောက်ထွက်ခဲ့တာအခုချိန်မှာလဲဇူမီမန်ဒီပေါ်ထွန်းလာတဲ့အတွက်စပိန်လေပြည်သင်အသင်းအတွက်လဲကောင်းတယ်လို့အာစနယ်အသင်းအတွက်လဲတကယ်ကိုအားကိုးရတဲ့ပလေယာတယောက်ဖြစ်နေပါပြီနောက်တစ်ယောက်ကတော့လူချင်းဂျူရီယန်တင်ပါပါတင်ပါကတော့နယ်သာလန်လေပြည်သင်အသင်းအတွက်ရွေးချယ်ခံခဲ့ရပါတယ်နောက်တစ်ယောက်ကတော့လူချင်းပါပဲအာစနယ်မှာလူချင်းကြီးတွေများနေလူချင်းကြီးဆိုတာတီးမယ်ဖြုတ်မယ်ဘရောမမနာတဲ့တမ်မနီကောင်ကြီးတွေပေါ့ဗျာနော်ဂေဘရီယယ်မာဂါဟစ်ပါဘရာဇီးလိုက်ရွေးတဲ့အသင်းကရွေးချယ်ခံခဲ့ရပါတယ် နောက်တရားတော့ Abrichi Aze ဖြစ်ပါတယ်အဇေးကိုတော့အင်္ဂလန်လူရွေးစဉ်အသင်းကရွေးချယ်သွားပါတယ်နောက်တရား Ricardo Calafiori အီတလီလူရွေးစဉ်အသင်းကရွေးချယ်သွားပါတယ်နောက်တရား Godma David Raya စပိန်လူရွေးစဉ်အသင်းကရွေးချယ်သွားပါတယ်အဲ့တော့ David Raya ကလည်းတော်တော်ချင်းနေဗျစပိန် National Team မှာဒါသူနဲ့ပြိုင်ဆိုင်ရတဲ့ Godma တွေများနေတာဦးနိုင်ဆိုင်မွန်တို့ပါလို့ရှိမှာပေါ့နော်တိုးတော်လေ David Raya Arsenal မှာတော့ဆရာကြီးပဲတနည်းအားဖြင့် Premier League မှာလည်းဆရာကြီးပဲနှစ်နှစ်တည်းတည်း သူ golden goal ကိုရပြီးသားအဲ့အတွက်ကြောင့်အခုလာမဲ့ဘောလုံးရဒီမှာလဲပေကိုကနည်းနည်းလေးဖြစ်တဲ့အတွက်၃နှစ်ဆက်တိုင်းရွှေလက်အိတ်စုကိုရနိုင်ပါတယ်ခင်ဗျာကဲကျွန်တော်တက်တန်းလိုက်အသင်းထဲမှာရွေးချယ်ခံရတဲ့ကစားသမားတွေကိုဆက်လက်ပြောပြရမယ်ဆိုရင်တော့ Christian Mosquera ဖြစ်ပါတယ် U21 အသင်းမှာရွေးချယ်ခံခဲ့ရပါတယ် Ethan Wanneri ကတော့ England U21 အသင်းမှာရွေးချယ်ခံခဲ့ရပြီး Max Dawson England U19 အသင်းမှာရွေးချယ်ခံခဲ့ရပါတယ်အဲ့တော့အနည်းချက်ရမယ်ဆိုရင် အာစနယ်ကသာသမား16ရာတတီနိုင်ငံလက်ရွေးစဉ်အသင်းတွေအတွက်ရွေးချယ်ခံခဲ့ရပါတယ်ခင်ဗျာကျွန်တော်ညီကိုတွေရောဒီကစားသမားတွေနဲ့ပတ်သက်ပြီးဘယ်လိုမှတ်ချက်ပေးခြင်းတလဲကွန်မန့်မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်အခုတော့အားလုံးနှုတ်ဆက်ပြရသည်ကျေးဇူးများကြီးတင်ပါတယ်